။ဘုန်းကြီးစစ်မှန်ကြောင့်ဒီလိုတန်ခါမှတ်ပုံနဲ့နေပြအောင်ပါလား။အဲ့ဒီယဟန်ရဲ့ကာယကံဝတိကံမနောကံတွေဟာများသောသောတတ္တဝါတွေအတွက်၊ကဘာတူကဘာသားတွေအတွက်၊တိုင်းသူပြည်သားတွေအတွက်စိုးကျိုးတက်ရောက်မှုမဖြစ်ရပါဘူး။အားလုံးပဲတော်လန်တော်နေသစ်ပါ။ဦးဇင်းတို့ယဟန်ဆိုတာဆိုတဲ့ခေါင်းစဉ်နဲ့ဆင်းရွေးလာခဲ့ရမှာဒီတစ်ပတ်မှာ အပိုင်း၄ကိုရောက်ရှိလာပြီဖြစ်ပါတယ်။အပိုင်း၄မှာယဟန်ဆိုတာ ဘလို့အရာလဲယဟန်ရဲ့စံတန်ဖို့တွေကဘလို့အရာတွေလဲဆိုတာနဲ့ပတ်သက်ပြီးတော့သုပ္ပရိပန်သောဘဂဝါသောတာဝကတန်ခေါ်ဆိုတဲ့တန်ကစံတန်ဖို့တစ်ခုနဲ့ပတ်သက်ပြီးတော့ဆွေးနွေးတင်ပြသွားကြမှာပဲဖြစ်ပါတယ်ဆွေးနွေးတင်ပြမှု မစတင်ခင်မှာဘလို့အရာကိုယဟန်လို့ခေါ်တာလဲဆိုတာကိုဆရာတော်တပါးတင်ပြထားတာကိုဦးဇင်းတို့လေ့လာကြပါမယ် ဖုန်ကြီးစစ်မှန်သလားတဲ့ဖုန်ကြီးစစ်မှန်ကြောင်ဒီလိုတန်ခါမှတ်ပုံနေနေပြအောင်ပါလားရန်တော်တွေစောင့်ထင်းရတဲ့တိခါပုံ228ပါးမှာမေထုံမမီဝဲရဘူးလို့တားမြစ်ထားတဲ့မေထုနာဓမ္မတိခါပုံသူများပြည်စီမခိုးရဘူးလို့တားမြစ်ထားတဲ့အရိဏာဒါနတိခါပုံလူမတတ်ရဘူးလို့တားမြစ်ထားတဲ့မနုဿဝိခါတိခါပုံ စံမတ်ဖို့မရပဲရနေပြီလို့ကြွားဝါပြီးမပြောဆိုရဘူးလို့တားမြစ်ထားတဲ့ဩတ္တရိမနုဿဓမ္မသိခါဘုံဆိုတဲ့ပါရာဇိခသိခါဘုံ၄ပါးတဲ့ကတဘာဘာကိုကျူးလွန်မိရင်ဘုံကြီးအစ်စ်မဟုတ်တော့ဘူးဘုံကြီးအတုဖြစ်သွားပြီကျန်တဲ့သိခါဘုံ223ပါးကိုကျူးလွန်မိပေမဲ့အဲ့ဒီပါရာဇိခသိခါဘုံ၄ပါးကိုမကျူးလွန်မိဘူးဆိုရင်တော့ဘုံကြီးအစ်စ်ပဲဘုံကြီးအတုမဟုတ်ဘူး ဒါကဆရာတော်တစ်ပါးတင်ပြထားတဲ့ဘုံကြီးအစ်စ်နဲ့အတူကိုတင်ပြသွားတဲ့တင်ပြချက်ပါဒါသူပြောရတာလည်းမှတ်ပါတယ်အဲ့တော့ဥသိန်းတို့ဟာဒီနေ့တွေ့ကြုံနေရတာတွေဒီဘလို့ယဟန်မျိုးတွေကိုတွေ့ကြုံနေရတာလဲပေါ့နော်ဒါတွေကိုလည်းဥသိန်းတို့ကစမ်းသစ်ကြရမှာပါဆိုတော့ယဟန်အစ်စ်မှန်ကဘလို့အရာလဲဆိုတာလည်းစမ်းသစ်ကြရမှာပဲဖြစ်ပါတယ်ပေါင်ပေါင်းတစ်ခုဖြစ်ဖို့အတွက် ယုံပါရမယ်ထွက်ပတ်ပါရမယ်တရားပါရမယ်အစရှိတဲ့ပါဝင်ပစ္စည်းတွေရှိတာပေါ့လေဒီလိုပါဝင်ပစ္စည်းတွေနဲ့ပြည့်စုံမှသာလျင်အာပေါ့မှုံမယ်ဖြစ်ပါတယ်တရားပါတယ်ထွက်ပတ်ပါတယ်မှန်တော်လဲပဲကောက်ညင်းနဲ့လုပ်မယ်ဆိုရင်တော့အဲ့ဒါပေါ့မှုံမဖြစ်ပါဘူးမတကာဖြစ်ချင်းဖြစ်မုံဖက်ထုတ်ပဲဖြစ်မှာဖြစ်ပါတယ်ဒီအတိုင်းမယ်ယဟန်လို့အမြစ်တက်ပြီး ကာရကတန်ခါမြောင်များစွာကကမွာ၃ချက်၄ချက်၅ချက်ပေါ့အဆင့်ဆင့်ညတိသရုတ်ထကမွာသားတွေနဲ့ရွတ်ဖတ်ပြီးတော့ဒိန်ထဲမှာယဟန်အဖြစ်တတ်မှတ်လိုက်ခြင်းတည်ဒါတမုတိယဟန်ပဲဖြစ်ပါတယ်ယဟန်အစ်စ်မှန်ဖြစ်ဖို့အတွက်တန်ခါတော်တွေမဖြစ်မနေလိုက်နာခြင်း၃ရမဲ့တန်ခါစံတန်ဘိုးတွေနဲ့အညီခြင်း၃ရပါတယ်အဲ့ဒါဘာလဲဆိုလို့ချင်ရင် သောပရိဗ္ဗံသောဘဂဝါသောတာဝကတံခောဥသောပရိဗ္ဗံသောဘဂဝါသောတာဝကတံခောညာယပရိဗ္ဗံသောဘဂဝါသောတာဝကတံခောတာမိသိပရိဗ္ဗံသောဘဂဝါသောတာဝကတံခောယရိဒံသတ္တာရိပုရိသယုဂာနိအထပုရိသပုဂ္ဂလာဧတဘဂဝါသောတာဝကတံခောအာဟုနေယောပါဟုနေယောဒက္ခိနေယောအင်္ဒလိကရဏီယောနုဒရံပုညေခိတံလောကတာဆိုတဲ့တံဃခုံတော်ကိုပါပဲဖြစ်ပါတယ်ဒါအလုံးသိပြီးသားပါ ဒီကိုးချက်နဲ့အညီလိုက်နာကျင်သုံးနိုင်ပါမှတကယ်ပကတိယဟန်ပဲဖြစ်ပါတယ်ဒီကိုးချက်ထဲမှာနောက်ပိုင်း၅ချက်သည်တန်ဃာတော်တွေခံစား권ဖြစ်ပါတယ်ပထမ၄ချက်ဟာတန်ဃာတော်တွေရဲ့မဖြစ်မနေလိုက်နာကျင်သုံးရမယ်တန်ဃာတော်တွေအတွက်တာဝန်ယူမှုတာဝန်ခံမှုပဲဖြစ်ပါတယ်ဒီတော့သုပရိပန်တော်ဘဂဝါတော်တာဝကတန်ခေါ်ဆိုတာက အဲ့ဒီယဟန်ရဲ့ကာယကံဝတိကံမနောကံတွေဟာတတဝါတွေအတွက်ကဘာသူကဘာသားတွေအတွက်ဦးသနိုးရဲ့နိုင်ငံသူနိုင်ငံသားတွေအတွက်ကောင်းကျိုးတည်ရောက်မှုတွေပဲဖြစ်စေရပါမယ်အဲ့ဒီယဟန်ရဲ့ကာယကံဝတိကံမနောကံတွေဟာများစွာသောတတဝါတွေအတွက်ကဘာသူကဘာသားတွေအတွက်တိုင်းသူပြည်သားတွေအတွက်စိုးကျိုးတည်ရောက်မှုမဖြစ်ရပါဘူးဒါကို ုပ္ပိပန်နောဘဂဝါတော်တဘကတံခောသုပ္ပိပန်နာဂုံလို့ခေါ်ပါတယ်ဒါဟာစံတန်ဘူးတစ်ချက်ပါကြောကျင်တာကအဲ့ဒီယဟန်ရဲ့အလို့အကိုင်းအပြောအဆို အကြံအစီတွေဟာစိုးကျိုးတက်ရောက်မှုတွေဖြစ်နေမယ်ဆိုရင်ဒါယဟန်စံတန်ဘူးချွတ်တဲ့တာပဲဖြစ်ပါတယ်ဆိုတော့ဒီနေ့ဒီအချိန်မှာဦးသိန်းတို့နိုင်ငံအဝမ်းမှာကိုယ်ွယ်နေကြတဲ့ ယဟန်တန်ဃာတွေရဲ့အပြုအမူအပြောအဆိုအလုတ်ကိုင်းတွေကိုဦးသိန်းတို့တွေတည်တည်ချာချာလိလသုံးသပ်ဖို့လိုနေပြီပဲဖြစ်ပါတယ်ဒီယဟန်တစ်ပါးရဲ့အပြောအဆိုသည်စိုးကျိုးတဲ့အောင်မှုကိုဖြစ်စေနေတာလားကောင်းကျိုးကိုဥတည်နေတာလားဒီယဟန်တစ်ပါးရဲ့အလုတ်အကိုင်းသည်စိုးကျိုးတဲ့အောင်မှုကိုဥတည်နေတာလားကောင်းကျိုးတွေဖြစ်စေနေတာလားဒီယဟန်တစ်ပါးရဲ့အကျဉ်းအသီးသည်စိုးကျိုးတဲ့အောင်မှုတွေကိုဥတည်နေတာလားကောင်းကျိုးတွေကို ဖြစ်စေနေတာလားဆိုတာကိုဦးသိန်းတို့တတိကခံမှန်းကြရမှာပဲဖြစ်ပါတယ်။ဒါကြောင့်ယဟန်ဖြစ်ခါနီးကာလမှာယဟန်ပြုတ်ပေးခါနီးကာလပေါ့လေ။အဲ့ဒီကာလမှာယဟန်တန်ဃာတွေဂျားထဲမှာပေါ့နော်။ဦးသိန်းတို့ကာရကတန်ဃာတွေရဲ့ဂျားထဲမှာအနုသာသနာဆရာလို့ခေါ်တဲ့ဆရာကမေကွန်းထုတ်ပါတယ်။မေကွန်းထုတ်တာတွေကတော့အများကြီးပေါ့အဲ့ထဲမှာမှအရေးကြီးတဲ့ မိကုံလေးတစ်ခုကိုဦးသိန်းတင်ပြပါမယ်။အဲ့ဒါဘာလဲဆိုရင်မနှုတ်သောသည့်လူသားစင်စစ်ဖြစ်ရလားလို့ဒီလိုမေးမြန်းတာပါ။ဆိုတော့ဒီလိုမေးမြန်းမှုအပေါ်မှာဦးသိန်းတို့တွေကဘာကြောင့်လဲဆိုလို့ရှိရင်လူနှလုံးသားလူအသည့်ရှိမှသာလျှင်ယဟန်ခံပေးလို့ရတာပဲဖြစ်ပါတယ်။အဲတချို့ကတော့ငကားတွေကလူအောင်ဖန်သင်းပြီးတော့မှယဟန်နေလာပြကြလို့ဆိုတာမျိုးတွေဒါတွေကယုတ်တိတဘာဝမကြတဲ့အရာတွေပဲဖြစ်ပါတယ်။ တကယ်ဆိုလို့ရှိရင် လူဆိုတာကပါပပုံညာမနတိဇာနာတိတိမနှုတ်သော ကောင်းမှုမကောင်းမှုကို ခွဲခြားသိတာက လူလို့ခေါ်ပါတယ်အထာနတံမနတိဇာနာတိတိမနှုတ်သောအကျိုးရှိမရှိဤကို ခွဲခြားသိတာကို လူလို့ခေါ်ပါတယ်ပြောချင်တာက အကောင်းအဆိုးအကျောင်းအကျိုးကိုခွဲခြားသိမှု ရှိမှသာလျင် လူလို့ခေါ်တာပါ ။ဒါကြောင့်လူအသည့်လူနှလုံးသားရှိမှဦးသိန်းတို့တို့ဟာယဟန်ခံခွင်ပြုတာဖြစ်ပါတယ်။ဆိုတော့ဘာဖြစ်လို့တတိဒီရဲ့လူအသည့်လူနှလုံးသားရှိရမလဲဆိုရင်အခုကြည့်လေသုပရိပန်သောဘဂဝါတော်တာဝကတန်ခေါ်ဆိုတဲ့တန်ခစံတန်ဘိုးနဲ့အညီနေမသားလည်းယင်။နော်ဒီရဲ့တန်ခစံတန်ဘိုးဒီမိမိရဲ့ကာယကံဝတိကံမနောကံတွေဟာကောင်းကျိုးစီးပွားဖြစ်စေရမယ်ဆိုးကျိုးတည်ရောက်မှုတွေမဖြစ်စေရဘူး။ဒါမှသာလျှင် တုပ္ပရိပါဏဂုံနဲ့အညီနေထိုင်ခြင်းလို့ခေါ်ဆိုတာဖြစ်ပါတယ်။ယဟန်လို့သတ်မှတ်လို့ရတာပဲဖြစ်ပါတယ်။ဒီတော့ဒီကနေ့ဦးသိန်းတို့သာသနာမှာဥသိဥဆောင်ပြုနေကြတယ်ဆိုတဲ့ပုံကိုယ်တွေရဲ့အပြောအဆို အလို့အကိုင်းအကြံအစီတွေဟာတန်ခါစံတန်ဖို့နဲ့ညီသလားမညီဘူးလားဆိုတာကိုဦးသိန်းတို့စမ်းသစ်ကြပါမယ်။ဘလို့အရာတွေကတန်ခါစံတန်ဖို့ချို့တဲ့နေတယ်လဲ။ ဘလို့အရာတွေကတန်ခါစံတန်ဖို့နဲ့ညီတယ်လဲဆိုတာကိုဦးဇင်းတို့လေ့လာကြရမှာပဲဖြစ်ပါတယ်ပထမဆုံးတိရဂူဘုန်းကြီးဟောပြောခဲ့တဲ့ဟောပြောမှုရဲ့တက်ရောက်မှုတွေနဲ့ဦးဇင်းတို့အတူလေ့လာကြပါမယ်ဒေါက်တာကမလီမင်းကြီးရဲ့အပေါ်မှာဓမ္မရဲ့ရှင်းရည်တွေဓမ္မရဲ့ပါဝါတွေတက်ရောက်နေတဲ့ဖြစ်ရှစ်ပွဲကြီးနိုင်တဲ့အကြောင်းတန်ဃာတို့ရင်းနဲ့ညီညွတ်စွာတက်ခဲ့တဲ့ဖြစ်ပွဲကြီးပြည်ဆောင်တဲ့အကြောင်း ကျိုးကြဝင်ရောက်သူများကိုအပြုတ်အပြတ်တက်ခိုင်းနိုင်ခဲ့တဲ့အကြောင်းကိုတို့ပြောပြမင်းနဲ့ပြည်သူညီညွတ်ရမယ်တက်တဲ့တန်ဃာတော်တွေညီညွတ်လေးဦးလေးပလဲညီညွတ်ဖို့ကရထန်ရဲ့လေးချောင်းလို့ခြေလေးချောင်းလို့အားလုံးနိုင်ငံတော်ကိုဝိုင်းထောက်ဖို့ဒါပြောတယ်။ညသကောရအိမ်မပြောဘူး။ဘာဖြစ်လဲလို့ဆိုတော့ငါတတ်လိုက်တာ။စံကျင်ပဲခြေကလာတမဲတွေ။ပန်းပေါင်းများစွာပြေးသွားတယ်။ အဲ့ဒီအကုသိုလ်ကြီးအတွက်တော့ငါပဲလေးပါးမှာခံရတော့မှာပဲစိတ်ပန်းအဲ့ဒါပူပန်းနေတာကိုတောမှာတောင်မှာနေတဲ့အဘိဓိရတဲ့ယဟန္တာကြီးတွေကသိတော်မူသွားတယ်တဲ့သိတော်မူသွားတဲ့အတွက်ကြောင့်ယဟန္တာကြီးရှစ်ပါးသကောင်ရန်ကြွလာနန္ဒဘောကတက္ကစကိုတကားဖွင့်ခိုင်းတယ်ဘသူလဲတန်ဃာတော်မြတ်မင်းကြီးကိုသတင်းပို့ ဖွင့်ပေးလာတန်ဃာတော်တွေဝင်သွားတယ်။မင်းကြီးအိမ်မပြောဘူးလားအိမ်မပြောဘူးဘာဖြစ်လဲရှိတ်ကူတယ်။လုံပြီတဲ့အကုသိုလ်ကြီးခါရတော့မှပဲလို့စိတ်ပူတယ်ဆိုတော့ယန္တာရှစ်ပါးကပြောတယ်မင်းကြီးဘာမှမပူနဲ့။အကုသိုလ်နည်းနည်းလေးပဲဖြစ်။ဘာဖြစ်လဲအကုသိုလ်နည်းနည်းလေးဖြစ်တယ်လေ။မင်းသားလိုက်တာသံပေါင်းများစွာပြည့်ပြီမဲ့တကယ်လူစင်စစ်ကတယောက်နဲ့တစ်ပိုင်းပဲပါတယ်တဲ့ လူပိသတဲ့လူကဘလောက်ကျိုးကြောင်ဝင်ရောက်လာတဲ့အဲ့ဒီကြေးကလာဓမေရီထဲမှာမဟာဗတိနဲ့ဆောက်တည်တဲ့လူကတယောက်မဟာဗတိလနဲ့သရဏဂုံတွဲဆောက်တည်တဲ့လူကတယောက်ဒါပဲပါအပေကြီးရရဟနာမို့လို့သိတာနော်ပြောမဟာဗတိလဆောက်တည်သူကအဲ့ဒါလူမပိသဘူးသူတပိုင်းလူတပိုင်း ဘုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိနဲ့ငါမသီလနဲ့တွဲဆောက်တည်တဲ့လူကအဲ့ဒါလူအပြည့်တရားတန်တော်များစွာစစ်ပွဲမှာသူပြစ်တယ်လို့ခုတ်တယ်လို့ထိုးတယ်လို့သိသွားတဲ့လူတွေထဲမှာလူပိသတဲ့လူကတရားလူမပိတပိလူကတပိုင်းတရားနဲ့တပိုင်းပဲပါတယ်မင်းကြီးမပူနဲ့ ဘုန်းကြီးတို့မပြောဘူးဘယ်သူပြောသေဟောကယန္နာကြီးတွေပြောတာမင်းကြီးအဲ့ဒီမှာစိတ်အေးသွားတယ်ဒီတရားကိုစစ်တပ်ထဲမှာတိရဂူဘုန်းကြီးကဟောခဲ့တာပါဒီတရားကိုဟောလိုက်တဲ့အခါမှာဖြစ်လာတဲ့တက်ရောက်မှုပြောကျင်တာကတိရဂူဘုန်းကြီးရဲ့ဝဇီကံရဲ့တက်ရောက်မှုဒါကိုပြောကျင်တာပါဒီတက်ရောက်မှုဟာကောင်းကျိုးကိုဥတည်သွားတာလား စိုးကျိုးကိုဥတည်သွားတာလားဆိုတာကိုဦးဇင်းတို့ဝေဖန်ဆန်းသစ်ကြရမှာပါမိမိနဲ့အယူမတူတာနဲ့တပြိုင်နဲ့မိစ္ဆာဒိဋ္ဌိဆိုပြီးတော့တတ်မှတ်လိုက်ကြတဲ့တတ်မှတ်ချက်ပါကိုနဲ့အမည်မတူရင်မိစ္ဆာဒိဋ္ဌိပဲကိုနဲ့ဘာသာမတူရင်မိစ္ဆာဒိဋ္ဌိပဲဒီလိုတတ်မှတ်လိုက်ကြတဲ့တတ်မှတ်ချက်ပါဒီလိုဘုန်းကြီးပြောနေတာကမိစ္ဆာဒိဋ္ဌိကိုတတ်လိုက်လို့ရှိရင်အပြစ်မဖြစ်ဘူးဆိုတဲ့အတိတ်ပဲမျိုးတက်ရအောင်ပြောလိုက်တာဖြစ်ပါတယ်နောက်ဒီမင်းကြီးဆေတော်က ဒီဟောပြောချက်ဟာဓာတ်စီပဲအောက်သိန်းဖြန်းတဲ့ဟောပြောချက်ပဲလို့ RFA မှာတရားဝင်မြင်ကြားခဲ့တာပဲဖြစ်ပါတယ်ဒီတော့တတူကဘုန်းကြီးရဲ့ဟောပြောချက်နောက်ပိုင်းမှာဒီတိုင်းမဟုတ်တယ်ပက်လိုက်တဲ့ဓာတ်စီဖြန်းလိုက်တဲ့အောက်သိန်းတွေကြောင့်ရခိုင်ပြည်နယ်ရိုဟင်ဂျာလူမျိုးတုတပ်ဖြတ်မှုတွေအများကြီးကျွလွန်လာတယ်ရိုဟင်ဂျာလူမျိုးတွေအသက်တွေအများကြီးဆုံးရှုံးသွားတယ်ရွာတွေမိလောင် ပြာကျသွားတယ်။ဒါကိုကောင်းကျိုးသက်ရောက်မှုလို့ပြောကြမလားဆိုးကျိုးသက်ရောက်မှုလို့ပြောကြမလားဆိုတာကိုကိုကိုတိုင်းပဲစဉ်းစားဆုံးဖြတ်ဖို့လိုတာဖြစ်ပါတယ်။နောက်တစ်ခုဆက်ပြီးတော့ဦးဇင်းတို့လေ့လာကြပါမယ်။တော်ပါလားမေယုတ်တယုတ်ထဲမှာအကောင်လုံးကတိန်ကျုံယူသွားပြီးတော့ဘ ਹੁ ကော်မရှင်ကနေပြီးတော့မဲတွေစီစစ်လို့ကြီးညာနေပြီအဲ့ဒီတော့မှမေဘူးကြီးတပုံးအဲ့ဒီစပွဲပေါ်မှာကျန်းနေတယ် ပေါ်လာမဲဘလောက်လဲအင်ဒစတရီကဟမ်လေးဆောင်ခြေသာဟာဘလို့လုပ်ပြီးဒီမင်းတွေဓာကြီးချန်နေခဲ့လေမသိသုံးမလို့ရှိလေတနေရာမှာဖွက်ထတာကြီးဖွက်လို့မလုံတော့တာနဲ့ဒီုံနဲ့လာပြီးတမင်ထိုးသွားသလားပါလားမသိနိုင်တဲ့ကိစ္စတွေအများကြီးပဲဒါပေမဲ့ ာယကံလည်းမဆောင်လျှောက်ဝစီကံလည်းမဆောင်လျှောက်ကိုယ်တော့ဘာတင်းတင်းဆောင်လျှောက်မှုမရှိတယ်ဒီလူတွေဘယ်လိုလုပ်ကျက်သည်ရှိမှလဲဒါလည်းပဲအလုံးကြားသိကြတဲ့တေတကူရဲ့ဟောပြောချက်ပါသူပြောတဲ့ဟောပြောချက်တွေဟာယုတ်သည့်ရှိသလားမရှိဘူးလားဆိုတာကို ဒါအလုံးစဉ်းစားချင်းချိန်နိုင်ကြပါတယ်ဒီဟောပြောချက်ရဲ့အကျိုးသိအောင်မှုကဘာဖြစ်တယ်လဲဆိုလို့ရှိရင်2020ဒါ2020ရုပ်ောက်ပွဲကာလမှာရုပ်ောက်ပွဲအလွန်ကာလပေါ့နိကာလမှာပေါ်ပေါက်လာတဲ့ပူရီယိုဖိုင်မှာဒီတက်ရောက်မှုကြောင့်ဘာတွေဖြစ်လာလဲဆိုတဲ့အခါတော့ရုပ်မာတဲ့စိမိတ်သာစစ်ဘလူးရဲ့ခေါင်းဆောင်မင်းအောင်လိုင်ဟာတန်ပြေအာနာကိုမတရားရယူရင်းတဲ့အခါမှာ NLD ပါတီကိုမဲမတမာမှု လုတ်တယ်ဆိုတဲ့စွဆွဲချက်နဲ့တမ်းပြာနာကိုမတရားရယူသွားခဲ့တာပဲဖြစ်ပါတယ် ာနေမှာတော့တက်အောင်ဒီလေးတော့ရှိသေးတယ်။ဒီလိုပုံဒါလေးပါဘာမှကြောက်စရာမလိုဘူးမြမပြည်မှာတန်ခါအင်အားလေးသိန်းကျော်ရှိတယ်ဆိုတော့အပေါ့မျိုးနဲ့ဒါမင်းအွန်လိုင်းကို အာနာသိမ့်ဖို့မြောက်ပေးတဲ့လို့ယူဆရတဲ့ဗီဒီယိုဖိုင်မှာမြောက်ပေးတာတေချာတော့ရှိပါတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ဒီနေ့စစ်မိတ်စာစစ်ဘလူး မတရားအာဏာရယူပြီးတဲ့အခါမှာဦးသိန်းတို့ပြည်သူတွေလက်နက်မပါဘဲနဲ့ငြင်းငြင်းချမ်းချမ်းနဲ့လက်သွန်းချောင်းထောင်ပြီးတော့အာဏာကိုပြန်လဲတောင်းဆိုခဲ့ကြရတယ်။ဒါပေမဲ့စစ်မိတ်သားစစ်ဘလူတွေကတိတဲ့အတိုင်းပဲခစ်ကိုပြောင်းရင်ခေါင်းကိုပြစ်ဆိုပြီးတော့ပြည်သူတွေကိုခေါင်းတွေကိုတဲပြီးတော့တနတ်တွေနဲ့ပြစ်ခဲ့ကြရတယ်။ဒါတော့ပြည်သူတွေဟာငါတို့မှငါတို့ပဲရှိတယ်အာကိုးတရားဘယ်နေရာမှမရှိဘူးဆိုပြီးတော့မလွဲတာမရှောင်တာခုခံတွန်းလှန်စစ်ကို ဆင်နွှဲကြတဲ့အခါမှာဒီနေ့ဦးဇင်းတို့အညာတော်တော်များများအိမ်တွေကိုမိချို့ဖျက်ဆီးနေတဲ့စေုပ်စုရဲ့အဆွေအပွားတွေကိုပြန်လည်လာကြည့်တဲ့အခါမှာဦးဇင်းတို့ဘက်ဒဇယ်နေနာတဝိုက်ဆိုလို့ရှိရင်တော့ဝါတဝတို့ပေါ့နော်ဥဆောင်နဲ့ဟိုတခြားတနေရာတွေမှာဆိုလို့ရှိရင်ပောက်ကူတော်တို့လူပုဂ္ဂိုလ်တွေဥဆောင်နဲ့ဒီမဘာသားတွေဥဆောင်နဲ့မြစောတိအဖွဲ့တွေကရန်ကားနေကြတာတွေတွေ့ရပါတယ်ဆိုတော့စိမိသာစစ်ဘလို့ရဲ့တက်ရင်အားတွေပြုံတီး လာတဲ့အချိန်ဒီပြူစောထီးတွေကပဲစိမိတ်သာစစ်ဘလူးကိုကြောတော့နောက်ခံပြုတ်ပြီးတော့မှဦးသိန်းတို့ရဲ့ဒေတာတွေအညာဒေတာတွေကို မတရားတပ်ဖြတ်ရွာမီးနေရှို့တဲ့အမှုတွေပြုလုပ်ခဲ့ကြတာပါဒါဟာနောက်မှာအတန်းက၄သိန်းရှိတယ်ဆိုတော့စကားရဲ့အဆက်အနွယ်လို့ဦးသိန်းတို့ဒါသုံးသက်လို့ရပါတယ်ဒီတော့ယဟန်တပါးသည်သုပ္ပရိပန္နဂုံနဲ့မှ ညီအောင်မနေဘူးဆိုရင်ယဟန်လို့တတ်မှတ်လို့မရပါဘူးတမုတိတမောက်ထားတဲ့ယဟန်လို့တတ်မှတ်လို့ရတော့လဲပဲတကယ်ယဟန်အစ်စ်အမှန်ပကတိယဟန်လို့တတ်မှတ်လို့မရပါဘူးဒါကြောင့်ယဟန်အစ်စ်အမှန်ကိုကိုယ်ွယ်ကျင်တယ်ဆိုလို့ရှိရင်အဲ့ဒီယဟန်အစ်စ်အမှန်မှာသုပရိပါဏဂုံနဲ့ညီအောင်နေထိုင်ရလားသုပရိပါဏဂုံနဲ့ညီအောင်ကြင့်ကြံနေသလားဆိုတာကိုဦးဇင်းတို့တွေ ေးသေးချာချာလေ့လာကြရမှာ ဖြစ်ပါတယ်ဒါမှသာလျှင်ယဟန်တို့ယဟန်ရောင်တွေကိုဥသွင်းတို့တွေကျင်ဖယ်နိုင်ပြီးတော့မှစစ်မှန်တဲ့ဗုဒ္ဓရဲ့ဓမ္မတွေကိုသင်ဆောင်နေတဲ့ကြည်ကြံနေတဲ့ယဟန်စစ်ယဟန်မှန်တွေကိုကိုယ်ွယ်နိုင်ရမှာဖြစ်ပါတယ်ဒါကြောင့်မိမိတို့ပတ်ဝန်းကျင်မှာရှိနေကြတဲ့ယဟန်တန်ဃာတွေကိုယဟန်စစ်ယဟန်တို့ခွဲခြားကိုယ်ွယ်နိုင်ကြပါစေကြောင့်ပြောကြရင်းနဲ့ဒီဆွေးနွေးတင်ပြချက်ကိုညီကုန်းကံပါအဆုံးသတ်အပ်ပါတယ်အားလုံးကိုကျေးဇူးများစွာတင်ရှိပါတယ်